ရှင်သာရိပုတ္တရာတဲ့သီလရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်တရားမျိုးကိုနှလုံးသွင်းရမလဲကြည့်သူမေးပုံမှာနောက်တစ်ခုတုတ်တန်တစ်ခုကြတော့ဘယ်လိုမေးလဲဆိုအကြာမြင်ဘောဓုတရှိတဲ့ပုဂ္ဂိုလ်စာပေလေးလာထားတယ်မြတ်စွာဘုရားတရားဓမ္မတွေနာယူမှတ်သားထားတယ်ဆိုတော့တုတ်တရှိတဲ့ပုဂ္ဂိုလ်ရောဘာကိုနှလုံးသွင်းရမလဲ တိလရှိထားတဲ့ပုဂ္ဂိုလ်တယောက်တိလရှိထားတဲ့ယဟန်တပါဘာတရားကိုနှလုံးသွင်းရဘလို့နှလုံးသွင်းရဆလိုတာကိုတိလရှိထားရင်တိလနဲ့ပြည့်စုံနေပြီတဲ့နောက်မှာဘာနှလုံးသွင်းနဲ့လည်းပေါ့ဒါကိုမေးတာမေးတော့ရှင်သာရိပုတ္တရာဖြေတယ်မရှင်ကိုတိကာတဲ့တိလရှိနေတဲ့ပုဂ္ဂိုလ်ဟာဥပါဒာနဲ့ခန္ဓာ၅ပါးကို မမြဲတဲ့အနေဆအနေနဲ့နှလုံးသွင်းသင့်နေအဲ့ဒီဥပါဒဏ်နဲ့ခန္ဓာ၅ပါးကိုဘယ်လိုရှုရမမြဲတဲ့သဘောကိုမြင်အောင်ရှုရမယ်လို့ရှင်သာရိပုတ္တရာမထေရကသီလရှိတဲ့ပုဂ္ဂိုလ်ဟာဟောဒီဥပါဒဏ်နဲ့ခန္ဓာကို ရုပ်ခန္ဓာကိုလည်းမမြဲဘူးလို့ရှုရမယ်ဝေဒနာကိုလည်းမမြဲဘူးလို့ရှုရမယ်တင်ညာကိုလည်းမမြဲဘူးလို့ရှုရမယ် သင်္ခါရခန္ဓာကိုလည်းမမြဲဘူးလို့ရှုရမယ်ဝိညာဉ်ရဲ့ခန္ဓာကိုလည်းမမြဲဘူးလို့ရှုရမယ်အဲ့တော့မမြဲဘူးဆိုတဲ့သဘောကဘယ်လိုလဲဆိုရင်သူကမမြဲတာရဲ့သဘောကအဓိပ္ပာယ်ကဘာလို့ဆိုရင်အစရှိတယ်အဆုံးရှိတယ်ဒါကိုမမြဲတာလို့ပြောတယ်စလာတာရှိတယ်အဆုံးသတ်သွားတာရှိတယ်ကြည့်ပါလားခံစားမှုလေးကြည့်လေပျော်တယ်ဆိုလို့ရှိရင်ပျော်ခြင်းရဲ့အစလေးမရှိဘူးလားရှိတယ် အဲ့ဒီပျော်ရွှင်မှုပြီးဆုံးသွားတာရောမရှိဘူးလားရှိတယ်စတင်တာရှိတယ်ပြီးဆုံးသွားတာရှိတယ်ဒါကြောင့်မလို့မမြဲဘူးဖြစ်လာပြီးတဲ့နောက်ပျက်စီးသွားတယ်လို့ဒီလိုတစ်ခုစီတစ်ခုစီအော်ဘယ်အရာမှ မမြဲပါလားလို့ဆိုတာကိုဒီဥပါဒณะခန္ဓာတွေငါငါဟာလို့မတွေးပဲနဲ့ဖြစ်လာတာလဲတွေးလိုက်ရတယ်ပြတ်သွားတာလဲတွေးလိုက်ရတယ်ဆိုတော့ ဒီမမြဲတဲ့သဘောကိုဆင်ញင်စဉ်းစားကြည့်ပါတဲ့ရှင်သာရိပုတ္တရာမထေရကရှင်ကုဋ္ဌိကကိုဖြေတဲ့အခါမှာပြောတာတိလရှိတဲ့ကိုတော်ဟာခန္ဓာ၅ပါးကိုအနိစ္စလို့ရှုရမယ်ဒုက္ခအနေနဲ့မြင်ရမယ်နှလုံးသွင်းရမယ်ယောဂအနေနဲ့နှလုံးသွင်းရမယ်နော်အိုင်းအမာအနေနဲ့နှလုံးသွင်းရမယ်မြားညောင်းအနေနဲ့နှလုံးသွင်းရမယ်ဆင်းရဲဒုက္ခအနေနဲ့နှလုံးသွင်းရမယ် အာဘာဒနှိမ့်ဆက်တတ်တဲ့ယောဂအနေနဲ့နှလုံးသွင်းရမယ်နောက်တစ်ခုကပရငါမဟုတ်ဘူးတစိကိုအားသာကိုဟာလို့ထင်းနေတာ သူကတစိမ့်တင်ရမယ်ပရတစိမ့်တင်ဟန်လို့ရှုမြင်ရမယ်ပါလောကပျက်စီးနေတဲ့အရာလို့ရှုမြင်ရမယ်တုံညဘာမှမရှိတဲ့အရာလို့ရှုမြင်ရမယ်ငါငါဟာဆိုတာမရှိဘူးဆိုတာရှုမြင်ရမယ်အနတ္တနော်ကိုယ်ပဲ ိုယ်အလိုကျဖြစ်တဲ့အရာတခုမှမရှိဘူးလို့ဒီလိုရှုမြင်ပါလို့တိလရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘောဓုတရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေခန္ဓာ၅ပါးကိုအဲ့ဒီ၁၁မျိုးတည်းကတခုခုနဲ့ရှုပါလို့ဒီလိုနှလုံးသွင်းနေတယ်လို့အဲ့လိုနှလုံးသွင်းတဲ့ပုထုဇဉ်ပုဂ္ဂိုလ်ဟာဘာဖြစ်လဲသောတပတ္တိမဂ်ကိုရနိုင်တယ်သောတပန်ဖြစ်နိုင်တယ်ဆိုတော့ထမေးတယ်အရှင်ဘုရားသောတပန်ကရောဘာနှလုံးသွင်းရသောတပန်ဖြစ်ရင်လေ ဒီဥပါဒณะခန္ဓာ၅ပါးကိုအနိစ္စတို့ကဒီ7မျိုးနဲ့ပဲရှုတယ်ဒီ7မျိုးနဲ့ရှုလို့ရှိရင်ဘာဖြစ်တက္ကရာကံဖြစ်လာမယ်အရှင်ဘုရားတက္ကရာကံဖြစ်တဲ့ကိုတော်ရောဘာကိုရှုရမလဲဒါပဲရှုတယ်ဒီ7ခုပဲရှုရှုရင်တက္ကရာကံနေ့အနာကံအဆင့်ရောက်သွားနိုင်တယ်ဒါဖြစ်ဗျာတဲ့အနာကံဖြစ်ရင်ရောဘာလို့ရအောင်အနာကံဖြစ်ရင်လည်းဒါပဲရှုတယ်ဆက်ပြီးဒါကြောင့်မို့လို့ လူတိုင်းရှုပွားဝိပဿနာတရားနော်ငါသောတာပန်ဖြစ်သွားပြီဆိုရှုเสียမလို့မဟုတ်ရှုအောင်ရှုမှတဂရဂံဖြစ်မယ်တဂရဂံလည်းရှုမှအနာဂံဖြစ်မယ်အနာဂံလည်းရှုမှယဟန္တာဖြစ်မယ်ဒါဖြင့်ယဟန္တာကြတော့ဘာလို့အောင်ယဟန္တာလည်းဒါပဲရှုတဲ့ရှုရမယ်တဲ့ယဟန္တာလည်းဆိုတော့ရှင်မဂုတိကက မေးတယ်အရှင်ဘုရားတဲ့ယဟန္တာဟာ သူ့မှာလှုပ်เสียကိစ္စမရှိတော့ဘူးမဟုတ်လားတဲ့အကုန်လုံးတရားဓုတရားမြတ်သူရပြီးသားမဟုတ်လားတဲ့ဘာဖြစ်လို့ရှုဖို့လိုတာတော့လို့ဆိုတော့ဓာရီရှုမှသူ့လက်ရှိဘဝမှာချမ်းသာပြီးတော့တတိတံပစင်ကြတွေနဲ့ပြည့်ပြည့်စုံစုံဖြစ်နေမှာတဲ့ဓာရီမရှုဘူးဆိုလို့ရှိရင်ဒိဋ္ဌာရမဒုက္ခဝိဟာရမြတ်ဘဝမှာချမ်းသာစွာနေရခြင်းဆိုတာသူ့မှာမရဘူး ပံပစင်ညဆိုတဲ့အတိတရားတွေနဲ့နေတာထိုင်တာမရဘူးတဲ့ဒါကြောင့်မို့ယဟန္တာဖြစ်လဲဒါပဲရှုပါရှုနေတဲ့အခိုက်မှာဒေတာဓမ္မဒုက္ခဝိရာမျက်မှောက်ဘဝမှာချမ်းချမ်းသာသာနေပြီးတော့တတိပံပစင်ညနဲ့နေရာရောက်တယ်တဲ့တော့မို့ဆိုရင်ယဟန္တာဟာတတိပံပစင်ညမရှိရရောက်နိုင်တယ်ဒါကိုပဲရှုပါလို့ရှင်သာရိပုတ္တရာမထေရကအဲ့ဒါလိုဖြေရှင်းဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒီယဟန္တာကြီးနှစ်ပါးမေး မေးမြန်းဖြေကြားခဲ့တဲ့ဒီတရားဟာဘုန်းကြီးတို့တွေအတွက်အမတန်မှတန်ဖိုးရှိတဲ့အနှစ်သာရတစ်ခုကိုခြံထားခဲ့ခြင်းဖြစ်ပါတယ်။ရဟန္တာအရှင်မြတ်ကြီးတွေရှင်သာရိပုတ္တရာမထေရဖြေရှင်းဆုံးမသွားတဲ့အတိုင်းဘုန်းကြီးတို့နေစဉ်ဘဝမှာဘာကိုနှလုံးသွင်းရမလဲလို့ဆိုရင် အခုမိမိတဏ္ဍာမှာရှိတဲ့ယုတ်တရားနန္နန္တရာသို့မဟုတ်ရူပက္ခဏဝိရဏက္ခဏသင်္ညက္ခဏသင်္ဃာရက္ခဏ ဝိညာဉ်နဲ့ခန္ဓာလို့ဆိုရဲဒီခန္ဓာ၅ပါးကိုအနိစ္စဒုက္ခစတဲ့ရှုမြင်သုံးသပ်ချက်တွေနဲ့မြင်အောင်ကြည့်မှဘုန်းကြီးတို့တွေဟာအစဉ်စဉ်အတိညာဉ်တွေပွင့်လင်းပြီးနောက်ဆုံးနိဗ္ဗာန်ထိအောင်အကျိုးပြုမှဖြစ်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီးရှင်သာရိပုတ္တရာမထေရမြတ်ဟောကြားခဲ့သည့်အတိုင်းလူတိုင်းရှုပွားဝိပဿနာတရားကိုကျင့်ကြံအားထုတ်နိုင်ကြပါစေကုန်သတည်း